ကြောက်စိတ်ဖြစ်ရတာတန်ရဲ့လားငယ်တဲ့ငယ်ချင်းတယောက်ကတည်နေတယ်။ကြောင်းနေပဲတငယ်ချင်းတယောက်ဆုံးသွားပြန်ပြီ။အရက်စေးလေးကိုလို့ရဲ့နောက်ဆက်တွဲကင်စာယောဂါနဲ့ဆုံးကြတာ။မြို့လေးကိုတစ်ခါပြန်ဖြစ်တော့ကလည်းငယ်တဲ့ငယ်ချင်းတွေကဣရေသူကသိရစ်ထုတ်ကြီးဘဝနဲ့မိမလှုပ်စာထိုင်စားနေရတဲ့သူကထိုင်စားတွေ့ရတယ်။ တည်ခြင်းတရားကြောင့်လေးလေးနက်နက်တွေးတယ်နဲ့ဒီမှာကလည်းကြီးနေတယ်။ဘာမှယူမသွားနိုင်တာကလည်းအမှန်တရား။ဒီတော့ခြံခဲ့ရမယ့်အရာတွေကိုကောင်းတာလေးတွေပဲခြံခဲ့စီခြင်းနဲ့ကောင်းတာလေးတွေခြံခဲ့ဖို့ကရှင်သန်နေမှာကောင်းတာတွေလုပ်နေမှာဖြစ်မှာ။ရှင်ရင်းနဲ့တည်ရင်းဆိုရင်နေရန်ကပ်ပါးပါးလေးတဲ့တတော်ဝါးတွေလူးလွနေလိုက်ကြတာ။ ချိန်နဲ့အရွယ်ကိုဖြတ်ခနဲ့ပုံပုံမိလာလိုက်ချက်သိန်းတွေရောဖြန်းခနဲ့ပဲကုံလွန်သွားခဲ့လေပြီကုံလွန်သွားကြပြီအုံးမီလက်ရှိရပ်ပြီးမှုကိုယ်တိုင်ကယိုင်နေနေဒါဟာဘဝတယ်လားအသက်ကြီးလာတာနဲ့မြတ်အသိဉာဏ်ကြီးမလားရင်အသက်ကြီးလေသေမှာကြောက်လေဖြစ်နေမလားပဲငယ်ရွယ်စဉ်ရုပ်ခွန်အောင်ကောင်းတော့က မယူရဲစိမ့်နဲ့တုံတိုက်တိုက်ကြားကြိုက်ကြိုက်တတိမျိုးဒီအရွယ်မှာမရလိုက်တော့ဘူးထင်နေနော်ရာသီးတယ်ဆိုရင်အာဃာဆွမ်းအရှင်မဲလားမောဟပဲအာကြီးတဲ့ကြီးနေတာလားအခုခုပါပဲအတိညာကြီးလာအောင်အတော်ကြီးကိုပြင်ဆင်လေ့ကျင့်နေမှာဖြစ်မှာလောကရန်ကိုကစားဝင်လို့သဘောထားပြီးတုံသမျှအကောင်းဆုံးတွေ့ကြုံနေရ ငါကိုရင်ကျဲမှုရှိအောင်လေ့ကျင့်ပြီးနေတာလို့သဘောထားပြီးလက်ကံလေ့ကျင့်ရမယ်။ဒါမှအသက်ကြီးလေအတွေ့အကြုံရလေလောကရန်အထူထုံးခံရလေအသိဉာဏ်ရင်ကျဲလေဖြစ်မှာပေါ့။တနည်းဒီမှာကျင်းနေတာကိုတီးလျက်နဲ့သိရမှာကိုကြောက်တဆိတ်ဖြစ်နေရတာကံရဲ့လားလို့တွေးပြီးပူပါသလား။ချိန်ဆရာတော်ကြီးမြတ်ကိုညွန်မှန်းကြည့်မိတယ်။လေရီဆရာတော် မင်းကုန်းဆရာမာစီဆရာတော့မိုးကုန်းဆရာတော့တောင်မြို့မဟာကန်နေုံဆရာတော့စသဖြင့်အရိယပြိပတ်ဆွေဆုံရထင်ရှားသာသနာအတွက်အလုံးအကျိုးများခဲ့တဲ့ဆရာတော်ကြီးတွေအခုလွန်လေပြီဆရာတော်ကြီးတွေလည်းတည်ခဲ့ကြတာပဲမြတ်စွာဘုရားကိုတော့မျက်ကြည့်တော့တည်ခြင်းတရားကိုမလွန်ဆန်နိုင်ဘူး ငါတယောက်တည်းတည်တတ်တာလို့မသိစိတ်ကထင်နေလို့ကြောက်စိတ်ဖြစ်နေတာပြည်ချင်းတရားမှာအဖို့ရရှိနေတယ်လို့စင်ကျင်မိတယ်စိတ်လည်းပေါ်ပါသွားတယ်ကိတ္တာကောရမီလို့ပေါ့ပြည်ချင်းကသူ့သားလေးတယောက်နဲ့သာသက်ဆိုင်နေလို့ထင်းမင်းကြီးမှာပူလောင်နေတယ်လူမသေးဘူးတဲ့အိမ်မရှိမှသိလိုက်တဲ့ကပြည်ချင်းတရားကအတော်အားလုံးနဲ့ဆိုင်တဲ့ပုံဆိုင်ဖြစ်ကြောင်း နားလေသွားတယ်။စုပ်ကင်ခဲ့တာကိုလွတ်ချသွားနိုင်တာပေါ့။တေချင်းကြောင့်ကိုလေးလေးနက်နက်စင်ကျင်မိလေ။တေရမှာတဲ့ပြန်လဲမွေးပွားရမှာကိုစိတ်ပြက်လေပဲ။ဘဝကနှစ်သက်ဖွယ်မကောင်းဘူးလေ။ဒီအမင်းကပန်ကံမိမဲ့အဆိုးလောကရန်ကြောင့်စိတ်တက်ကြဒေါသရှင်နဲ့အဆိုးမြင်စိလဲဖြစ်နေတတ်တယ်။အကောင်းလောကရန်နဲ့ကြုံလာရင်လဲ အနှစ်မရှိဘူးလေလို့မြင်နိုင်ရမယ်။ဘဝရဲ့အကောင်းဆုံးဖြစ်စဉ်အလုံးကိုမှန်ကန်စွာသုံးသပ်တာမှဘဝရဲ့အနှစ်မဲ့ဘုံကိုခံစားမိမယ်။ဒါမှဘဝတည်းဖတ်မဖြစ်ချင်ဉာဏ်နဲ့စင်နဲ့စိတ်ဖြစ်မယ်။မဖြစ်ချင်ရင်မဖြစ်အောင်လုပ်တဲ့နည်းကိုအာထုံနေုံပဲပေါ့။ကြိုးစားကြရမှာပဲလေ။အရှင်ပညာတိရိ ရမာကျွန်းကြောက်စိတ်ဖြစ်ရတာတန်ရလာစောင်းမှာဖုံနှုတ်ပတ်ရှုတယ်